Господин премьер-министр, во-первых, спасибо большое. Это для меня большая честь сидеть здесь с, вас, с вами накануне годовщины 80, 80 лет победы над фашизмом во Второй мировой войне тут в Москве. Поэтому я тоже хотел, я бы хотел выразить свои соболезнования, во-первых, тоже со своим народом в связи с землетрясением, которое недавно произошло в вашей стране. Я бы хотел с этим начать. Как вы оцениваете международную помощь в этой сфере? Была ли она эффективной? ဟိုပထမဆုံးတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငရရင်ကြီးကြောင့်ဒီခရဝန်းနဲ့ကြောင့်ပြောတဲ့အတွက်ကြောင့်လေကျူးစီတင်ကြောင့်ကျွန်တော်တို့ပြောလိုပါတယ်ဗျငလျားတော့တကယ်တော့တော်လေးပြင်းထန်ပါတယ်ခွန်ရတမခွန်ရဲ့ဒါရစ်ချတ်စကီရှိပါတယ်အဲ1900နောက်ပိုင်းမှာလှုပ်ခဲ့တဲ့ငလျင်တဲမှာဒုတိယအပြင်းထန်ဆုံးငလျင်ဖြစ်ပါအလုံးကျွန်တော်တို့ ဆက်ရှိကျင်းလှုပ်ခဲ့တဲ့အချိန်မှာ1912ခုနှစ်လှုပ်ခဲ့တာတော့ shit resuscitation ရှိတယ်။ဒေါ်လေးပြင်းထန်တဲ့ငလျင်တစ်ခုပါ။အဲထိကတည်ဆုံးမှုလည်းတော်တော်လေးများပါတယ်။အဲလူအလုံး3900ကျော်အသေးပါတယ်။အဲ9000ကျော်ဒဏ်ရာရတယ်။နောက်80လောက်ပျောက်တွင်ရှိပါသေးတယ်။အဲအင်ဂျီပေါင်းလည်း6000နဲ့9000လောက်ပျက်စီးမှုရှိပါတယ်။ကျောင်းပေါင်း6400လောက် ျက်စီးမှုရှိပါတယ်ဆေးရုံစီးကန်း350လောက်ပျက်စီးမှုတွေရှိတယ်လမ်းတရားလည်းအများကြီးပြတ်ပါတယ်ငကတာကကိုကြီးလည်းအဲကျွန်တော်ကအဲကျွန်တော်ဖြီးပြီးတော့သွားဖြစ်တဲ့နေရာလိုက်ကြည့်တဲ့အချိန်မှာတော်လေးဟိုဟိုစူးစူးဝါးဝါပျက်စီးမှုတွေတွေ့ရတဲ့ကြောင့်ကျွန်တော်နိုင်ဘိုင်းပြီးမှာပဲကျွန်တော်နိုင်ငံတကာကကိုကြီးကိုကျွန်တော်ကလည်းအရေးပေါ်ချင်နေကြီးညာတာပေါ့လေပြီးတော့နိုင်ငံတကာကကိုကြီးလည်းကျွန်တော်တော့တောင်းခံခဲ့ပါနိုင်ငံကကိုကြီးကလည်း24နှစ်အတွင်းမှာဘယ် ကျွန်တော်ရောက်လာတယ်ပဲတော်တော်ဟိုဟိုအားရဘူးလဲကောင်းပါတယ်ခင်ဗျားတို့ဒီရုရှားနိုင်ငံနိုင်ငံအပေါင်းပဲတရုတ်အိန္ဒိယအဲကပ္ပနိုင်ငံ26နိုင်ငံလောက်ကျွန်တော်တို့လာပြီးကူညီကြပါတော့ခွန်ဆက်နှစ်နာရီအတွင်းပေါ့ထုံးစံကတော့တို့တတ်မှတ်ထားတာခွန်ဆက်နှစ်နာရီအတွင်းမှာကယ်နိုင် တော့အသက်ရှင်နိုင်ဖို့အခွင့်အရေးရှိအခွင့်အရေးရှိတယ်လို့ပြောတာပေါ့ဒါပေမဲ့24နာရီအတွင်းမှာတို့ရောက်လာကြတယ်အသက်ရှင်လဲကျွန်တော်10ရောက်ကယ်လို့ရတယ်အဲနောက်တော့က ဒက်ဘော်ရီကတော့အများကြီးပေါ့လေရတာတော့အများကြီးရှိပါတယ်။ဘာပြောပြောကုညီမှုကတော့အားရဘူးလဲကောင်းပါတယ်။နောက်တော့ကလည်းကဲဆဲပစ္စည်းတွေပေါ့အဲ့ဒါတွေကလည်းလေမြန်နေနော်တင်မော်တွေမော်ဒကားတွေနဲ့အကုန်လုံးကျွန်တော်ရောက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲဘာပြောပြောဟိုနိုင်ငံတော်အထောက်အကူရတယ်လို့ပြောရပါလိမ့်မယ်။တိုးတော်လည်းပြန်လဲဒီရှင်းလင်းရေးလုပ်ငန်းနဲ့နောက်တော့ကဒီပြန်လဲတိဆောက်လုပ်ငန်းတွေပေါ့ဒါတွေပြန်လုပ်ဖို့တော့ကျွန်တော် Мне уже известно, что отношения между Мьянмой и э, с Россией, она уже, э, ну, она уже не новая. Я на самом деле бывал в вашей стране э, пару лет назад э, на военных учениях совместных между Мьянмой и России. Поэтому я бы хотел спросить, кроме гуманитарной помощи, какие, по вашему мнению, еще особо значительные сферы сотрудничества между Мьянмой и Россией? Россияне, Пубан Саму, Небер, Чепьян, Небер, Кумя Гуна, Бюл, Кагуи, Канаде, Макао, Тебане, Нипиня, Нарага, Сивай, Нарага, Убури, Песая, Напиня и Чамай, ီဒီနေပယ်ကြီးအများကြီးရှိပါတယ်ဆွေးနွေးတဲ့ကိစ္စလည်းရှိပါတယ်ကျွန်တော်ပြီးခဲ့တဲ့မတ်လခီးစင်မှာလာတဲ့အချိန်တုန်းကအဲကျွန်တော်နျူကလ িয়ার နဲ့ပတ်သက်တဲ့ဓာပေးဆိုင်ဥတီဆောင်ရေးကိစ္စတွေနောက်ဒဝေရေနဲ့စေကံအဲတီဆောင်ရေးကိစ္စတွေနောက်ကန်လုံးရေနံနဲ့ဓာငွေထုတ်လို့တွေရင်းနှီးမြှုပ်နှံမဲ့ကိစ္စတွေဒါတွေဆွေးနွေးနိုင်ခဲ့တာတွေရှိတယ်အဲသဘောတူတာလည်းရှိပါတယ်လုံနေတာလည်းရှိပါတယ်ဆက်လက်ပြီးလုပ်မယ့်နယ်ပယ်တွေလည်းများစွာ ши ба ди ре ле Ну, возвращаемся к землетрясению. Надо отметить, что на самом деле США вообще не оказали гуманитарную помощь, а наоборот, они ввели новые торговые тарифы на вашу страну 4,40%. Поэтому какая реакция у вас на, на этот шаг из США? ကိုကြီးမပေးတော့မို့သူကတော့ကိုကြီးပေးမယ်ဆိုပြီးတော့ဒေါ်လာ6သန်းပေးမယ်လို့ကြေညာခဲ့တာရှိတယ်။အဲဘယ်လိုပေးမလဲတော့ကျွန်တော်တို့မသိဘူးပေါ့လေ။ကုလသမဂ္ဂတဆင့်ပေးမှာဒါမှမဟုတ်ကျအာဟာစင်တာတွေတဆင့်ပေးမှာလည်းမသိဘူး။ပေးမှုတော့ကြေညာထားတော့ရှိပါတယ်။အမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လေဟိုတိတ်တော့ကြီးကြီးမားမားမရှိဘူး။အဲ2017ခုနှစ်ကနေပြီးတော့2025တိအဲကျွန်တော်တို့ဒေါ်လာတန်900လောက်ဘူးပဲ။ ကျွန်တော်ကုန်သွယ်မှုရှိတယ်။ဒီနေ့ကိုဒေါ်လာတန်း800ကျော်ကျော်လောက်ကုန်သွယ်မှုရှိတယ်လို့ပြောရပါလိမ့်မယ်။တချို့နေနေပါလဲကျွန်တော်ဘက်ကပို့တာတွေများတယ်၊ချွတ်တွေမှာလည်းအမေရိကန်ဘက်ကပို့တာတွေများတယ်။အဲသူတို့အခွန်ကောက်တာတော့ကျွန်တော်တနေငံလည်းမဟုတ်ဘူးဗျာ။တခြားသူတို့ရဲ့မိတ်ဆွေနိုင်ငံတွေလည်းတချို့လည်းကောက်တာရရှိတယ်တရုတ်နိုင်ငံပေါ်တော်တော်လေးကောက်ခတ်တာရှိတာပေါ့လေအဲတော့ကျွန်တော်တို့ဖွန်ဘိုးဇာနိုင်ငံတခုတည်းမှာတော့အခွန်ကောက်တာတော့ဖွန်တိုးကောက်တာတော့ တော့မလုတ်တင်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်။အဲသူတို့သူတို့ဘက်ကတော့ကွန်တွေလူမှုတွေပြလို့တခြားနိုင်ငံတွေအပေါ်ပိုင်းပေါ့လေ။အခုနေတိုးကောက်တယ်လို့သိရပါတယ်။မမတော့မကောက်တင်ဘူးလို့ကျွန်တော်တို့ယူဆတယ်။ဘာကြောင့်ကောက်လဲတော့ကျွန်တော်တို့လည်းဟိုအသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့။ Как Мьянма планируется противостоять последствиям этих новых тарифов и налогов? Ты говоришь, что ဟုတ်ပါဗျာတနေငံလေးဟိုမှာမိခုနေရတဲ့ကုန်တယ်တဲ့ကိစ္စတော့ကျွန်တော်ရှောင်ရှားပြီးတော့အဲသူတို့နိုင်ငံအဲနဲ့ပေါင်းပြီးတော့မှဝါလုံးကြမှာပေါ့အဲသူတနေငံလေးကျွန်တော်တို့ကသွားပြီးတော့အဲရောင်းနေမယ်ရောင်းပြုတ်နေမယ်စားနိုင်ငံအားလုံးနဲ့မျှပြီးတော့ကုန်တယ်မှုလောက်တာမျိုးတော့ပူကောင်းတယ်ပူအောင်ဆောင်မှုလုပ်တယ်ပူကောင်းတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟိုတစ်ဆက်တည်းပြောနေတာအဲ့ဒါတော့ဘာလဲဆိုတော့ဘာဖြစ်လို့သူတို့အတွအခွန်တိုးတိုးကောက်တယ်လဲပေါ့ဒါလေးကျွန်တော်တို့ ပဲတွေ့ရတာပေါ့နော်သူတို့ကလူမွေကိုယ်သမှုလူမွေတွေပြလို့တိုးကောင်းတယ်လို့ပြောတာပေါ့အဲအဲ့တော့ဘာကြောင့်လူမွေပြတယ်ပေါ့သူတို့ပစ္စည်းတွေမယောင်အောင်လို့တာပေါ့မယောင်အောင်လို့တာဘာလို့မယောင်အောင်လဲဝေရပစ္စည်းတွေယောင်းနေရတာပေါ့ရောင်းနေတာမြန်ပစ္စည်းလည်းကောင်းပါလေစင်တန်လည်းရှိပါတယ်ဒါပေမဲ့သူကဈေးကြီးတော့ဈေးကြီးတဲ့ခါကျတော့သူတို့ပစ္စည်းတွေဝယ်ဖို့မှနည်းနည်းလေးအခက်အခဲရှိတော့ ဒါပေမဲ့ကျွန်တော်တို့ဖွံ့ဖြိုးတဲ့နိုင်ငံတွေအပါအဝင်နိုင်ငံတော်များများအမေရိကန်ဈေးကွက်ရဲ့ဝယ်လူအားကိုကြီးမားတော့ကျွန်တော်တော့တွေ့ဒါကြောင့်သူတို့ကျွန်တော်တို့များပြားရောက်နေတယ်သူတို့ဘာကြောင့်ကိုပစ္စည်းဈေးကြီးလဲပေါ့ဒါလည်းစဉ်းစားမှာပေါ့ဟုတ်လား cost of production ကြောင့်ကိုပစ္စည်းကိုဈေးနှုန်းကြီးတာလောက်ဒါဆိုလည်းဒါတွေတက်ဆမှာဒီပေါ်မူတည်ပြီးတော့ပြုပြင်မှုတွေလုပ်ရလိမ့်မယ်ကျွန်တော်တို့လည်းသူတရငံနဲ့မှီတဲ့အစားတော့တခြားနိုင်ငံတွေကိုညှပ်ပြီးတော့ရောင်းတာမျိုးပေါ့ Мы приехали в Москву, чтобы отметить 80 лет победы над фашизмом в Великой Отечественной войне. Конечно, это событие очень важное. Мне кажется, слова даже не описывают. Поэтому скажите, пожалуйста, как вы считаете, как эта победа над фашизмом 80 лет назад влияет, еще влияет и влияло на современный геополитический ландшафт, который мы сегодня видим. Да, тяжело. После нацизма в Ома, Субье Пиранзу, я Машире Пидупидарьяне Пиро, Тайту Аумингере Аумбеу, а ты ма, ты ма, ты ма, တဲ့ပေါ်ဘယ်လိုကျွန်တော်တို့ပြောရရင်တော့ဒီလိုပဲမြန်မာနိုင်ငံမှာလည်းအဲဖက်ဆစ်ဂျပန်တွေသူတို့နဲ့ဝင်ရတာဒီဖက်ဆစ်နာဇီတွေဂျာမနီနဲ့တုပ်စုတဲ့ဖြစ်တဲ့ဖက်ဆစ်ဂျပန်နဲ့တောင်လည်းကျွန်တော်တို့ခံခဲ့တော့ကျွန်တော်ပြန်တိုက်ခဲ့ရတဲ့တပိုင်းဖြစ်ရရှိတယ်အတူတူကာလအတူတူပဲဖြစ်ခဲ့တာပေါ့အဲတော့ဒါကတော့လွတ်လပ်ရေးကိုတိုင်းပြည်အချို့ချအာဏာဒီတက်ခံမြေဖို့တဲ့လို့တဲ့တက်ခံမှုတစ်ခုပါပဲဒါကြောင့်ဒါအိမ်မန်တန်ဖိုးရှိတဲ့ တိုက်တိုက်ပွဲတခုလို့ကျွန်တော်တို့တိုက်ခတ်မှုလို့ကျွန်တော်ပြောလို့ပဲဒီလိုတိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်လေအဲတချို့ကိုလိုနီပြုတ်ခွဲရတဲ့အနိုင်ကျင့်ဘူးသားတိမ့်ကင်ခါတဲ့တချို့ဥရောပနိုင်ငံတွေပေါ့လွတ်လပ်ရေးပြန်ရသွားတာကျွန်တော်တို့တွေ့တယ်လွတ်လပ်ပြန်ရသွားတာဆိုပြည့်ပြည်တော်ဇူးကနေပြည်တော်မှာအဲဥဆောင်ပြီးတိုက်ခတ်ပြီးကြတယ်ကျွန်တော်လွတ်လပ်ရေးပြန်ရခဲ့တာဂျာမီနိုင်ငံအရှိဘန်လင်ထီကိုကျွန်တော်တို့ကဆိုပြည့်ရဲ့တပ်တွေတတ်သိမ်းခဲ့တာရှိတော့ ဒါတမိုင်းမှာအတူတူပဲတွေ့ရပါတယ်ဒါပထဝီနိုင်ငံရေးပေါ့ဗျပထဝီနိုင်ငံရေးခုနဖြစ်တဲ့တမိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကြီးရင်လည်းပထဝီနိုင်ငံရေးကြောဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ချက်တော့နေရာပေါ့နောက်တစ်ခုကတော့ဒီတရားစာတမြေပေါ်မြောက်တရားစာတပစ္စည်းတွေပေါ့ဒီပေါ်မှာမူတည်ပြီးတော့ဖြစ်လာတာပေါ့ပထဝီနိုင်ငံရေးကတော့အရေးပါပါအခုချိန်ထိလည်းပထဝီနိုင်ငံရေးကြောပဲနိုင်ငံကြီးတွေကနိုင်ငံငယ်တွေတို့မို့တခြားနိုင်ငံတွေကိုပဲမျက်စောင့်ထုတ်နေကြတော့ပေါ့သူတို့ ဘာလို့လို့ရမလဲပေါ့ဒီလိုလို့ရကြဒါကြောင့်စီရေးနိုင်ငံရေးစီးပွားရေးစသဖြင့်ဒီနယ်ပယ်ဘောဆိုပြီးတော့မှအဖီအားတွေပြုစုပေးနေတာလဲကျွန်တော်တွေ့တယ်အခုပြောမယ်ဆိုရင်တော့ခုနကပြောတဲ့ဒီ180ပြည့်အမျိုးသားဒီဒီဖက်စစ်ဒီဆိုရနိုင်ငံရဲ့ဘာမျိုးကြီးစစ်ဘောအောင်ပွဲခါတော့တာတော်ရူယူဒါထူးကြတဲ့ပွဲတွေပေါ့တော့ဒီတိုက်ခိုက်တဲ့ခါမှာလဲဆိုပြက်နေရုရှားပြည်သူ26တန်း26တန်းအသက်ပေးပြီးတိုက်ခိုက်တာရှိတယ် Часто бывает, когда западные страны пытаются переписывать эту историю, историю Великой Отечественной войны, войны, как это называется в России, либо чтобы показать, как Запад якобы победил в этой войне, войне либо чтобы как-то игнорировать в некоторых моментах а, преступления, а, преступления нацистов, например, в Украине мы это видим. А, почему это так? Как, как по вашему мнению, а, почему люди хотят переписывать эту историю? Тамань ဖက်ဆစ်နာဇီဒီရေလှုပ်ဆောင်ချက်ကိုလည်းဖုံးလို့မရလို့ပဲ ဆူဗီယက်ပြည်တော်စုရဲ့ဖက်စစ်ဒီကိုပြန်တိုက်ခဲ့တဲ့တမန်ကိုလည်းဖုံးလို့မရအောင်အပြင်းလို့လည်းမရအောင်တမန်အတမန်နဲ့အကုန်လုံးရှိရမှာအဲဒါဘလို့မှညင်းလို့လည်းမရအောင်ဒါကြောင့်သူတို့ကတော့သူတို့ရဲ့မှားယွင်းခဲ့တဲ့လုံဆောင်ချက်တွေကိုအဲနောင်လာမဲ့လူတွေအတွက်မှတ်တမ်းအနေနဲ့မသိနိုင်အောင်သူတို့ဒါတွေပြင်ရင်တို့လည်းဖြစ်မယ်နီယိုဘောအော်ဒါသွားချင်တော့နောက်လူငယ်တွေအတွက်နီယိုဘောအော်ဒါအဲသွားဖို့လည်းဒါဖြစ်ချင်တာလည်းပါပါလိမ့်မယ် တိုက်ပြည်တခုရဲ့အချို့ကြာအာဏာဆိုတာသူတို့မထိခိုက်ဘူးဆိုရင်တော့တော်မဲမတော့မလို့ကြဘူးသူဆိုသူတို့ရဲ့အချို့ကြာအာဏာထိခိုက်လာပြီဆိုရင်တော့ပြန်နဲ့တုံ့ပြန်ကြရမှာတော့သဘာဝပဲနောက်တစ်ခုကတော့သူတို့ရဲ့လူဝင်ဆာနာတွေအတ္တတွေပေါ့ဒါတွေရှိလာလို့ရှိရင်ပြဿနာရှာပြီးတော့ဒီပြဿနာကိုဟဲ့လားလှုပ်ချတာပဲဒါဖြစ်ရှင်းကြတာဒါမျိုးတွေကတော့ဟိုကမ္ဘာမှာလည်းတကယ်တမန်ဖြစ်ရမှန်နေမှာကျွန်တော်တို့တွေ့ပါတယ်အဲခုနကပြောတဲ့ယူကရိန်းနဲ့ ရုရှားနိုင်ငံဖြစ်စဉ်ကြည့်လေဒီတိုင်းမှာပဲဒီတိုင်းမှာတကယ်တော့ပြောလို့ရှိရင်တော့တမန်ကိုပြောင်းပြန်နိုင်မှုတဲ့ကြိုးစားနေတယ်လို့ပဲကျွန်တော်တွေးပါတယ်ရုရှားနိုင်ငံလည်းရုရှားနိုင်ငံရဲ့အရင်ကဆိုဗီယက်နိုင်ငံဆိုဗီယက်ပြည်တော်စုရဲ့အတိတ်အတွေ့အကြုံကိုယူပြီးတော့မှရုရှားနိုင်ငံအချို့ကြအာဏာမထိခိုက်အောင်လုပ်ကြတာဖြစ်တယ်လို့ကျွန်တော်တို့တွေးတယ် По вашему мнению, почему Европейский Союз и Великая Британия продолжают финансировать и поставлять оружие Украине, когда Вашингтон дает им возможность решить этот конфликт по дипломатическому пути. Как вы думаете, что они могут, я имею в виду Европейский Союз и Великобритания, что они могут достичь э, по дипломатическому пути? 四次了，没听他讲说呢。比你们讲说嘞。 ကောင်းမွန်မွန်ပြန်လဲဖြည့်ရှင်းနေတဲ့နီလာနဲ့သွားတာညီနဲ့ဖြည့်ရှင်းနေနီလာသွားတာအကောင်းဆုံးပဲအဲပြိပကတွေကြီးလာတယ်ဆိုတာလဲအာပိထောက်ခံမှုတွေအာပိထောက်ပံ့မှုတွေအများလို့ဖြစ်လာတာအာပိထောက်ပံ့မှုမရှိလို့ရှင်ပြိပကဆိုတာကြီးလာတာတော့ရှိတယ်တချို့ကနှစ်နိုင်ငံဖြစ်တဲ့ပြဿနာရှိမယ်ပြိပကအဲ့မှာသူ့ကိုအာပိရတော့နောက်ထောက်ခံပေးကြတာကုညီပတ်ဖို့ပေးတယ်အဲစရတဲ့ပစ္စည်းတွေငွေကြီးတွေ ်ဆန္ဒရေးခါတွေစတင်ပြီးကူညီပေးတော့ဒီလိုတွေလှုပ်လာကြအဲ့ဒါဒါတွေပြစ်ပတ်ကပုံပြီးကြီးမားလာတဲ့အားတွေပြက်လာဒါမျိုးမဖြစ်ဖို့ဆိုရင်တော့အဘိကူညီတာမျိုးမလုပ်တာတော့အကောင်ဆုံးပဲဒါပဲဆိုနိုင်ငံကြီးကဖြစ်ရှင်းဖို့ဒီလိုလိုသွားမှာပေါ့ဆိုတော့ခင်ဗျားမေးတွေ EU ကနေပြီးတော့ဒီပြစ်ပတ်ကနေပတ်သက်ပြီးဒီလိုဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးဆိုတော့သူတို့ရွေချက်ကပါလေပေါ့သူတို့ရွေချက်ပါလေပြစ်ခွကကြာရှိအောင်ဖြစ်ပြီးတော့မှစစ်ပန်းအောင်လုပ်တာလား ။အဲ့ဒါစဉ်းစားမှာတစ်ချက်ပဲ။တကယ်တော့ပြစ်ဘက်ကမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်တာတော့အကောင့်သူနီးလာမှာပဲ။ကျွန်တော်တော့အပိထပုံမှုဘလို့တင်မှုလို့ကျွန်တော်ယူဆပါတယ်။အညီနိုင်မှာဘာကြောင့်ဖြစ်တာပြဿနာဘာကြောင့်ဖြစ်တာလဲ။ပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်ပြန်ရှာမှာ။ဒီတမိုင်းမှာရှိခဲ့တဲ့တွင်ခဲ့တဲ့ဆယ်သရီတစ်ခုနှစ်ခုအတွင်းမှာဖြစ်ခဲ့တဲ့အခြေအနေကြည့်လိုက်လို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ဗရာရှားပြဿနာဖြစ်လာလဲဆိုတာအဖြစ်ရှိနေပါတယ်။ဒါကိုအဖြစ်မှန်တိုင်းကြည့်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင် Есть мнение, что решение украинского конфликта на самом деле приведет к усилению конфронтации между Западом и Китаем. Как вы оцениваете эту возможность именно в вашем регионе мира? ဒီ1950 အမေရိကန်ပြည်တော်တရုတ် China Containment Policy နဲ့ပတ်သက်ပြီးစတင်ဆောင်ရွက်ခဲ့တာဒါမှမရှိခဲ့တော့ဟိုကဟိုကပြန်ပဲဖြစ်တာတရုတ်နိုင်ငံနဲ့အမေရိကန်ပြန်ပဲဖြစ်လာတဲ့ခါကျတော့ဘာပြောပြောသူ့ကိုတော့ပြန်ပြီးတစ်ခုနဲ့ပြန်ပြီးတော့ထိဖို့လုပ်ဖို့လုပ်နိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းဒါတော့ဟိုမဖြစ်အောင်ကျွန်တော်တို့ကညှိနှိုင်းဆွေးနွေးဆောင်ရွက်တာမျိုးပေါ့နိုင်ငံနေနဲ့အောက်လို့ညှိနှိုင်းဆွေးနွေးတာမျိုးတော့ လုတ်တင်တယ်လို့ကျွန်တော်ယူဆဒါသူနိုင်ငံချင်းနဲ့တော့မဆိုင်ဘူးကျန်တဲ့ဟာတွေပါပါလာတယ်ဒီနိုင်ငံနဲ့တည်းကပြဿနာတော့အကြီးကျယ်ဖြစ်မှာမဟုတ်ကျန်တဲ့နိုင်ငံတွေမှာပါမပို့ပြီးပြဿနာပိုရှုပ်မှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့လိုမြင်တာပေါ့လေ Совершенно верно, что вот этот конфликт между Китаем и э, США, это касается не только их, но других э, стран в этом регионе, конечно. Поэтому хотел спросить, как именно ваша страна балансирует свое отношение и с Вашингтоном, и с Китаем. ဒီမနက်ကနေနိုင်ငံကြီးဘူဟာရာတော့လွတ်လပ်ပြီးတက်ကြတဲ့နိုင်ငံကြီးဘူဟာရာတော့ကျင့်သုံးတော့နိုင်ငံအာရုံနဲ့မမှုပြပဆက်ဆက်ရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘူးဆွေနိုင်ငံတစ်ခုပါဘူး။သူတို့လည်းတရုတ်နိုင်ငံရောကျွန်တော်အိန်းနာချင်းနိုင်ငံတွေမှာလည်းဖြစ်တယ်လို့အိန်းနာချင်းနိုင်ငံတွေမှာလည်းအဲမဟာမျိုးမျိုးပြိဖက်နိုင်ငံ ဆွေးနွေးပွဲပေါ်နိုင်ငံဖြစ်တယ်။ဟိုသူများနိုင်ငံတွေလည်းပို့ထူးခြားတဲ့ဆက်ဆံရှိတဲ့နိုင်ငံတခုဖြစ်ပါ။ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့တော့ကျွန်တော်တို့ရှိပါလိမ့်မယ်။ И как растущие вовлечение именно натовского блока в вашем регионе, как это влияет на это балансирование? Суйна, мама. ဘာမှလည်းမဆိုင်ဘူးလေဒီဒီရှေ့အာရှ facility data နဲ့နေတူတာဘာမှတော့မဆိုင်ပါဘူးကျွန်တော်တို့စိုးရင်ပါလေဘာမှလည်းမဆိုင်ဘူးလို့ကျွန်တော်ပြောချင်တယ်အဲဒီ data အာရှ facility data ဆိုတော့အာရှဆိုတော့ကိုမီ data ပေါ့ Pacific data ဆိုတော့ကိုမီ data နဲ့ပင်လေကန်ပင်တဲ့သဘောတရား data တွေအပေါင်းစုထားတဲ့အနေမျိုးတစ်ခုပဲလေပါပြောမဟာဗျာရအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါကိုငင်းညာစွာလုပ်နိုင်မယ်ဆိုရင်တော့ ကဘာအတွက်ကတော့အများကြီးအကျိုးရှိမဲ့လုပ်ငန်းတစ်ခုပါပဲဒါပေမဲ့လည်းအရင်ကြီးနိုင်ငံနေပြီးတော့ဥမာပြင်ဒါကုဏပြောတဲ့ခေတ်မှာနေတူးတွေမဟုတ်ဗျအဲ့လားကျွန်တော်တို့အိန္ဒိယတို့ဩစတြေးလျတို့ဂျပန်တို့အဲတို့အမေရိကန်တို့တို့ပေါင်းစည်းပြီးတော့လည်းအဲတို့ဒီမှာလည်းအင်အားခိတ်ညှိဖို့တည်းလုပ်နေတာလည်းကျွန်တော်တို့တွေ့တယ်အဲဒါတွေကပြည်ပကောက်ကိုကြီးမားလာစေမယ်လို့ပဲအဲကျွန်တော်တို့မြင်ပါတယ်ဒါကြောင့် အင်းညာတဲ့နေနဲ့ပဲတွားရတော့အကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ယူဆစေပူတာတော့အမှန်ပဲစေပူတယ် Я еще хотел обсудить эту концепцию мультиполярности. Что это для вас означает? Что для вашей страны э, это означает? Как Мьянма будет э, дальше интегрировать в мультиполярной системе? И как это всё, э, как, как Мьянма это всё понимает Uh, параллельно с тем, что западный мир, в принципе, ну, пытаются uh, защищать uh, свое доминирование в, uh, в международной геополитике. пайбула mm ဘိုင်ဘူလာဖြစ်လာတယ်။ဘိုင်ဘူလာတခါထပ်ပြီးတော့ယူနီဘူလာပြန်ဖြစ်သွားတယ်။ -hmm. ပြဿနာဒါတော့ငါအာတာဝါတာပေါ့ဒါပေမဲ့ဒီပိခိကကြတော့အဲကျွန်တော်ရုရှားနိုင်ငံရဲ့တရုတ်နိုင်ငံအိန္ဒိယနိုင်ငံတို့ကအဲစီးရရတော့လောကစီးပွားရတော့လောကတိတ်ပန်တဲ့နည်းပညာတို့လောကတော်တော်ကြီးတို့တက်လာတော့တွေ့လာတော့ဒါမာဒီပိုလာအဲပြုတဘောတွေကျွန်တော်တို့ဖြစ်လာတယ်ဒါတော့ဟိုဖြစ်တဲ့ကိစ္စတခုပဲကဘာကြီးကိုတောင်းရနေပြီးတော့ကင်ပြီးတော့မှလှုပ်ရတာမျိုးကတော့ ်ဘလို့မှမဖြစ်တယ်ကျွန်တော်တို့သူသည်ပြင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေဒီဒဏ်ကိုတော်တော်လေးခံကြရပါတယ်ဒါကြောင့်ကျွန်တော်တို့ကတော့မာဒီပိုလာစနစ်ကိုတွားတာတော့အကောင်းဆုံးပဲအဲကဘာကြီးမှရှိနေတဲ့အဲဒါအကြောင်းချင်ရတယ်ကိုမျှဝေခံစားရတာတော့အကောင်းဆုံးမြန်မာတပ်သားဆောင်းဝင်းတာလည်းအကောင်းဆုံးပဲမျှဝေခံစားရလည်းအကောင်းဆုံးပဲမြန်မာတပ်ဖြစ်လို့ဒါအခုပြည်ထောင်စုကတည်းကဖြစ်လာတာပေါ့ဒါကြောင့်ပြည်ထောင်စုကပဲပြောင်းသူလို့ရှိရင် မာဒီပိုလာစနစ်ကတော့အကောင်းဆုံးဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ် в плане тех стран, которые хотят присоединиться к мультипулярному миру, какие меры они могут какие меры они могут принимать, чтобы противостоять этим попыткам Запада защищать свою однополярность, можно сказать? Тунанга, ဆောင်ပေးတဲ့နိုင်ငံတွေလို့ကျွန်တော်တို့မြင်နေတာအဲ့တော့ဒါတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပေါ့ကိုယ်ကိုယ်နဲ့ကြိုးစားမှာပေါ့ကိုယ်ကိုယ်နဲ့လည်းမကြိုးစားရတော့မပြည့်နဲ့ကိုယ်ကိုယ်နဲ့ကိုယ့်ရဲ့စီဝါရေးအတတ်ပညာစသဖြင့်ဒါတွေလည်းကျွန်တော်တို့ဖွံ့ဖူးတိုးတက်အောင်လည်းကျွန်တော်တို့လုပ်ကြမှာပေါ့တပည့်ကလည်းနိုင်ငံချင်းချင်းပူးပေါင်းဆောင်မှုကြီးပို့လို့ပို့လို့တယ်ဆိုတော့နိုင်ငံတွေကတော့ကမ္ဘာမှာထိတ်ဆုံးမှထိတ်မှရှိတဲ့နိုင်ငံတွေဖြစ်ဆိုပြောကျွန်တော်ရကျွန်တော်ရုရှားနိုင်ငံနော်ပြည်ထောင်နိုင်ငံအိန္ဒိယနိုင်ငံတို့နိုင်ငံမျိုးတွေကဥဆောင်နိုင်တဲ့အခြေအနေရှိတဲ့နိုင်ငံတွေ တို့နိုင်ငံအနေနဲ့ပူးပေါင်းပြီးတော့မမျက်မှတ်တတ်တာစောင့်ရတာမို့ဆိုရင်ဒီမာတီပိုလာအဲ့တော့ကျွန်တော်တို့ကတော့ဟို global ဖြစ်လာပါလိမ့်မယ်အဲကျွန်တော်တို့ဒီ unipolar ကတော့ဘယ်သူမှလက်ခံနိုင်မှာမဟုတ်ဒီတန်းကိုကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့နိုင်ငံတွေအားလုံးဂျုံတုလာနိုင်ငံအားလုံးကအကုန်လုံးသိတယ်ခါသီးတွေအရသာကျွန်တော်တို့သိတယ်ဒါကြောင့်ဘယ်သူမှတော့ဖြစ်ခံမှာမဟုတ်တော့နိုင်ငံတွေကလည်းအခုတော့စူးစမ်းနေကြတာနိုင်ငံတွေအားလုံးကလည်းအဲသူတွေမတ်တက်ရရင်ကြံခဲ့မှာပေါ့မတ်တက်ရပြီးနေတိုင်းကြံလာခဲ့မှာ လမ်းလျှောက်တို့ကကြော်သွားမှာအဲ့ဒါကိုကလမ်းလျှောက်နေကြလမ်းလျှောက်နေကြအဲကြောင့်သူတို့တိုးတက်အောင်လုပ်နေထွေးတဲ့ကြောင့်တော့ခုနပြောတဲ့တမိုင်းမှာဖြစ်ခဲ့တဲ့အတိတ်ဖြစ်ရတဲ့အရာနိုင်ငံတွေကသူတို့နိုင်ငံတွေဒီလိုမပြည့်အောင်ဆိုတဲ့စိတ်တွေကိုလုံးရှိကြတယ်အဲ့ချိန်မှာသုသက်ပြောတဲ့ဥဆောင်တဲ့နိုင်ငံတွေနဲ့ပေါင်းပြီးတော့လုပ်လို့ဆိုရင်ယူနီပိုလာဟူတော့ဘလူးမောက် Как вы представляете роль Мьянмы в АСИАНе как одна из ну, самых главных региональных организаций. ကျွန်တော်အာဆီယံဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့အာဆီယံရဲ့ပြည်ညင်တိုင်းပေါ့။ပူးပေါင်းဆောင်မှုတွေကျွန်တော်အကုန်လုံးအပြည့်အဝလုပ်ပါတယ်။အဲအာဆီယံရဲ့ယူရချက်ကတော့တကယ်ကောင်းတဲ့ယူရချက်နဲ့ပါပဲ။ဒါကြောင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံနေနဲ့မှန်ကန်တဲ့ပေါ့သူရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်နေလို့ဖို့အတွက်ပြီးတော့ကျွန်တော်တို့ကစိတ်ဆန္ဒလေးရှိပါတယ်လို့လည်းလုပ်နေပါတယ်။အဲ အာဆီယံဘက်ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံတွေတနင်္ဂနွေနဲ့တနင်္ဂနွေအဲချင်းရဲ့သဘောထားတွေတော့အဲသူ့ဟာတွေလိုကွဲပါချမ်းသာမှုတွေရှိပါသို့တော်လည်းပဲအဲသူ့ရဲ့အခြေခံအချက်လက်ကရှိပြီးသားပဲဒီအခြေခံချက်တွေပုံမူတည်ပြီးတော့အဲလုံတန်မှုပဲအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ် И какое будущее вы видите именно для сотрудничества между АСИАНом и Россией? ကျွန်တော်တို့အခု2024ရာနှစ်နဲ့ဆက်ကွန်ဒီကျွန်တော်တို့ရဲ့နိုင်ငံအာဆီယံနဲ့ရုရှားနိုင်ငံရဲ့ဆက်ဆံရေးဥပဒေညှိနှိုင်းတာဝန်ယူထားတဲ့နိုင်ငံတခုဖြစ်တယ်။အရင်တော့ကျွန်တော်တို့တရုတ်နဲ့အရင်ကာလကျွန်တော်လုပ်ခဲ့ပါတယ်။တရုတ်လည်းအောင်မြင်မယ်ကျွန်တော်လုပ်ခဲ့ပြီးတယ်။ကျွန်တော်အခုစီရရုရှားနဲ့ပတ်သက်လို့ကျွန်တော်ညှိနှိုင်းတဲ့နိုင်ငံတခုအနေနဲ့တာဝန်ယူထားတာပေါ့။အဲ့တော့ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတခုဖြစ်တဲ့အတွက်ကြောင့်လည်းဟိုလားရုရှားနဲ့အာဆီယံနိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးပိုကောင်းအောင်လုပ်ပေးဖို့ကျွန်တော်တို့ဆန္ဒရှိပါတယ်။ ရုရှားဒီအာဆီယံတို့တော့အရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆွေလွတ်ပဲနိုင်ငံတွေမှာလည်းကျွန်တော်တို့ပါနေပြီဖြစ်ပါတယ်ဒါကြောင့်ရှေ့ဆက်ကာလတွေမှာတော့အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်နေမှာရုရှားနိုင်ငံအရေးပါတဲ့အနေအထားမှာရှိလာနိုင်ပြီလို့ကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကလည်းဗျာရုရှားနိုင်ငံလည်းဒီအာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းဆောင်မှုနယ်ပယ်တွေကိုကဏ္ဍပေါင်းစုံတွေ့ချက်နိုင်ဖို့တော့လည်းစင်စားဆောင်ရွက်ပေးနိုင်ဖို့လည်းလိုပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ် по немножко другой теме. Наш телеканал РТ уже освещаем 20 лет мировые события, и я бы хотел получить ваше мнение по поводу нашей деятельности и нашей репутации. А ты тренер на роге, ты там тренер на роге. Ты не тренер на роге, ты тренер на роге. Ты มาจากขนาดจะเนาะอาที่จะเนาะจีบอะไรอาเดียเทรนที่เซมบูเดียใครรู้ใครมาหูดีตัวแม่ชีเรา ဟိုအချောင်းရာနဲ့ပတ်သက်ပြီးတော့ပြည်ပုံလေးပြောနေတာရှိတယ်။နောက်တမိုင်းချောင်းနဲ့ပတ်သက်ပြီးတော့ဖောက်ထုတ်ပြီးတော့တင်ပြတဲ့ခါမှာလည်းတော်တော်ကိုဟိုအတူယူစားတယ်ကျွန်တော်တို့တွေ့တယ်။ကျွန်တော်အဲ့ဒီအနေပြီးတော့ရတဲ့ပညာလေးတွေအများကြီးအများကြီးရှိပါတယ်။အဲကြောင့်အာဒီကတော့တကယ်ကောင်းတဲ့သတင်းအဆင့်မြင်ပါတဲ့သတင်းထဏတစ်ခုလို့ကျွန်တော်တို့လည်းမြင်ပါတယ်။အဲတော့နေ့20ကျောင်းကာလအတွင်းမှာအာဒီရဲ့အောင်မြင်မှုတွေကိုလည်းဆက်လက်ပြီးတော့မှတည်တဲ့ ပို့ပြီးအောင်မြင်ပါသလိုဆုမပေါင်းတောင်းပါတယ်အဲရရှားမြန်မာအဲ GTA အပြင်ကိုရရှားနိုင်ငံနဲ့ကမ္ဘာပေါ်မှာဆက်ဆံနေတဲ့အခြေအနေမျိုးလေအာတရားနေပြီးတော့မှပို့ပြီးကောင်းအောင်ဆောင်ပေးနိုင်မယ်လို့ဟလာကျွန်တော်ယုံကြည်ပါတယ်ပို့ပြီးလည်းအောင်မြင်ပါသလိုဆုမပေါင်းတောင်းပါတယ်